ဒါလေးကတော့ကျွန်တော်တို့ဒီနေ့မဲဆောက်ပေါ့နော်မဲဆောက်ကျွန်တော်တို့ဒီအဝိုင်းပေါ့ဘန်ကောက်တက်တဲ့လမ်းရယ်ကျွန်တော်ဒီပြောမှဆိုလို့ရှိရင်ဟုတ်နောင်ဘွားအရှိပေါ့နော်အဲအဲ့နေရာလေးမှာကျွန်တော်တို့ငင်းရုပ်ထုရရှိတယ်ဗျာကျွန်တော်တို့လည်းသိမဝေးဘူးအဲ့ဒီငင်းရုပ်ထုရရှိတဲ့နေရာမှာအဲ့ဒီမှာထားရတဲ့ဖြစ်စည်းတွေပေါ့နော်ပြောမှဆိုလို့ရှိရင်အဲ့ဒီဟိုသူရဲကောင်းပုံစံပေါ့ဗျာထိုင်းပရင်အဲ့ဒါအရှိမှထားရတဲ့ဖြစ်စည်းတွေကို အကုန်လုံးရိုက်ချိုးဖြတ်ပြီးတော့အကုန်လုံးဖြတ်စီသွားတယ် ဟာအဲ့ဒါတွေအကလုံးဖြတ်စီသွားတော့ဘယ်လိုဖြစ်လဲဆိုတော့အဲ့ဒါကိုလိုက်ရှာတာအဗူတမင်းနဲ့ရဲတွေက CCTV ကင်မရာတွေလိုက်ရှာပြီးတော့အဲ့လိုမျိုးပြောမလို့လိုက်ဖမ်းတာပေါ့အဲ့ဒီအချိန်မှာကျွန်တော်မြန်မာပြည်သားတွေကဘာဖြစ်လဲဆိုတော့ဖျားတနေကြတယ်ဟဲဒုက္ခပါပဲဟဲငါတို့မြန်မာပြည်သားမဖြစ်ပါစေနဲ့မဖြစ်ပါစေနဲ့အခုကလေတခုခုဖြစ်လို့ရှိလို့ရှိရင်မြန်မာပြည်သားမဟုတ်ပါစေနဲ့ပဲဆူတောင်းတယ်နော်ဘာဖြစ်လို့လဲဆိုတော့ကိုမြန်မာပြည်သားအဲ့ဒီနေရာမှာမြန်မာပြည်သားဆိုလို့ရှိရင်လေသွားပြီးအရှမ်းနဲ့ပြောလို့ဆုံးမှာမဟုတ်တော့ကံကောင်းသွားတာသူတို့ရဲ့ထိုင်းလူမျိုး အယူတယောက်ကတွားပြီးဖြတ်စီသွားတာအဲ့အယူပါတော့စေးရုံပို့ထားတယ်တို့လူမျိုးချင်းချင်းဆိုတော့တိတဲ့အတိုင်းပဲအဲ့နေရာမှာကိုမြင့်မာပြီးသားတာဖြစ်လို့ရှိရင်ပြောလို့လဲဆုံးမှာမဟုတ်တော့နှိမ်လို့လဲဆုံးမှာမဟုတ်တော့ဟုတ်လားဒီလား အဲ့လိုဆိုတခုခုဆိုလို့ရှိရင်ပြဿနာတခုခုဖြစ်ပြီးဆိုကိုမြန်မာပြည်သားတွေမဖြစ်ပါစေနဲ့ကိုဆုတောင်းတယ်အခုနောက်ပိုင်းလေမြန်မာပြည်သားတွေအရန်မှနှိမ်နေတော့ဒါပေမဲ့လူတိုင်းတော့မဟုတ်ပါဘူးဒါအဖွဲ့အစည်းတွေပါနေတဲ့မြန်မာပြည်သားတွေအရန်မှနှိမ်နေအမျိုးမျိုးနှိမ်ကွနေတယ်ဒါကြောင့်မို့ထိုင်းရောက်နေတဲ့ကိုမြန်မာပြည်သားတွေလေဒီလားကိုမြန်မာပြည်သားတွေထိုင်းရောက်နေတဲ့ကိုမြန်မာပြည်သားတွေခင်ဗျားနိုင်ငံမှာဧည့်သည်ရဧည့်သည်လို့နေပေးကြပါလို့နော်ဒါလေးလည်းဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့သူများနိုင်ငံမှာခေတ္တခဏလည်နေတာလေအဲသူတို့နိုင်ငံမှာနေပြီးတော့အာဘော်ကျော်နေပြီးတော့ဟိုကျော်ကျော်ဝဝနဲ့အဲ့လိုမျိုးရှောက်လှုပ်ပြီးတော့ဟိုဟာဝဆရာကြီးစတိုင်နဲ့အဲ့လိုမျိုးမလုပ်ကြပါနဲ့ဘာလို့လဲဆိုတော့ဒီကောင်တွေကလေအားနေမြန်မာပြည်သားမြန်မာပြည်သားမြန်မာပြည်သားနဲ့နှိမ်နေပြီးလို့ရှိရင်မြန်မာပြည်သားတွေဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာပြည်သားဆိုလို့ရှိရင်အရန်ပဲအခုဆိုလို့ရှိလို့ရှိတအားလဲနှိမ့်နေတအားလဲနှိမ့်ကွထားတယ်။ဒါကြောင့်မို့ကိုမြန်မာပြည်သားတွေကိုအစင်ဟိုပြောတော့ကြည့်ရတာပေါ့နော်။ အဆင်ပြေစေချင်တယ်ဗျာဒါကြောင့်မလို့ကိုတွေဘာပဲဖြစ်ဖြစ်သူများနိုင်ငံမှာကိုယ့်ကိုယ်တူတူတသိမ့်နဲ့ကောင်းကောင်းမွန်မွန်လေးနေတာပိုကောင်းတယ်เนาะအဲ့အဲ့အဲ့လေးတွေပိုအဆင်ပြေတာပေါ့ဗျာကျွန်တော်အဲ့အဲ့လေးကျွန်တော်အမြင်ပါเนาะကျွန်တော်အမြင်ပါအခုဆိုလို့ချင်းတခုခုပြစ်လို့ချင်းအရက်မူပြီးတောင်းကြမလို့လည်းမြင်ပါသေးတာအဲခဏကြာရိုက်ပွဲဖြစ်ပဲအချင်းချင်းဓာတ်နဲ့ထုတ်ပြီးလည်းမြင်ပါသေးတာဖြစ်လာလို့ရှိရင်တို့တွေကတို့ထိုင်းနိုင်ငံနဲ့ကျွန်တော်တို့ကမောင်းကျွန်တော်တို့မောင်းထုတ်ကျင်နေတာတဲ့လားကျွန်တော်တို့မောင်းထုတ်ကျင်နေတာအဲ့ဒါကြောင့်မလို့ကိုမြင့်မကိုကြီးကိုမောင်တော်မရဲ့တတိနဲ့နေပါ ဟိုတနေ့ကလည်းအမဖြစ်လာလို့ရှိလို့ရှိရင်ခဏခဏပဲကျွန်တော်တို့ကတွေးလာတော်သေးတယ်အဲ့ဒီအဝိုင်းမှာသူတို့ဘယင်ရှိမှာမြက်တလို့ထားတာဘယင်အဝိုင်းရှိတယ်အမကျွန်တော်တို့ကားနဲ့ပတ်တဲ့အဝိုင်း overtime ဘန်ကောက်ဒီဘက်တက်ဖောက်ဖွက်သွားတယ်ဒီဘက်လာရင်မဲဆောင်မြို့တယ်ပေါ့နော်ဟိုတရားဘက်သွားတဲ့လာအဲ့အဲ့လေမှာဝိုင်းရှိတယ်တပီလမ်းလေးွားရှိတယ်။ပြန်ကျွန်တော်တို့တော့အဲ့အဝိုင်းတွေပြည့်စီတယ်အကုန်လုံးရိုက်ခွဲပြီးတော့ဖလဲသွားတာ။မြန်မာပြည်သားတွေဆိုလို့ရှိရင်အဲမြန်မာပြည်သားမဖြစ်ပါသေးတဲ့ကိုဆူတောင်းနေရတာ။တော်သေးတယ်ကံကောင်းတာကသူတို့ရှမ်းချင်းချင်းဆိုတော့ အေးဆေးဖြစ်သွားတယ်เนาะအဲ့ဒါကြောင့်ကိုမြင့်မပြီးသားရဲ့သူများနိုင်ငံမှာအဆင်ပြေချောမွေးပါပါစေကိုမြင့်မပြီးသားတွေပတ်စံနေစုပြီးတော့ကိုနိုင်ငံကြီးလည်းအမြန်ဆုံးပြန်ကောင်းပြီးတော့အမြန်ဆုံးမြန်မာနိုင်ငံကိုပြန်နိုင်ပါစေလို့ကျွန်တော်ဒီကနေ့ဆုတောင်းပေးပါတယ်အားလုံးကျေးဇူးပါ